တီတီကိုသမအီတာဆန်ကိုအာအသိမွေပြစ်မှတ်ထားလာတယ်မော်ရင်ဟိုစပယ်ရှယ်ဝမ်းနီးပြကြီးဂျိုဆေးမော်ရင်ဟိုဟာမြေပြည်ပြောင်းရွှေ့ဈေးကွက်မှာသူ့ရဲ့ဖီနာပါချီတင်းကိုကဒမအင်အားဖြည့်တင်းသွားဖို့အတွက်မန်ချက်စတာစီးတီးတင်းကဘရာဇီးကိုသမအီတာဆန်ကိုအာအသိမွေပြစ်မှတ်ထားလာခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်အသက်30နှစ်အရွယ်ဘရာဇီးလက်ရွေးချင်းကိုသမအီတာဆန်ဟာ2019ခုနှစ်ကတည်းကဘီမီတာကနေမန်စီးတီးတင်းစီရောက်ရှိလာခဲ့ရင်အတင်းရဲ့ပင်နိုင်ကိုသမတို့ဖြစ်ခဲ့ပေမဲ့ဒီနေ့နောက်ပိုင်းတွေမှာလက်စမိုင်းကြာဆင်းမှုတွေရှိလာခဲ့တယ်လို့အရင်ကတည်းကစတီဖန်အော်တီကာကပါသူ့နေရာကိုဒေါ်လီချင်းချောက်လာနိုင်ခဲ့ပါတယ်။ဒါပြင်မန်စီးတီးက ရမပေါ်တိုတင်းရဲ့ပေါ်တူဂီသမားဒီအေဂိုကော့စတာကိုပါခေါ်ယူသွားဖို့အစီအစဉ်ရှိနေတာကြောင့်ပီတာဆန်ရဲ့နာဂတ်ချင်တွေကပိုဝေဝါလာခဲ့ရပြီးဆော်ရီကလပ်အသင်းတွေပြင်တူရကီထိပ်သီးကလပ်တွေဖြစ်တဲ့ကာလာတာစတိန်နဲ့ဖီနာဘာချီတို့ကပါအီတာဆန်ကိုစောင့်ကြည့်လာကြပါတယ်ဖီနာဘာချီနီးပြကြီးမော်ရင်ဟိုကတော့စီတီနဲ့လက်တွဲဖြုတ်ရပွဲရှိနေတဲ့ဂိုသမားအီတာဆန်ကိုသူ့အသင်းစီရောက်ရှိလာအောင်စီယုံသွားဖို့ရှိနေပြီးခါတိတိုင်ပဲကာလာတာစတိန်ထက်လက်ဦးမှုရနိုင်ဖို့လဲကြိုးပမ်းသွားဖို့ရှိနေပါတယ်ဒါပေမဲ့ မော်ရီဟိုကိုယ်တိုင်ကလည်းလာမယ့်ရာသီအထိဖီနာဘာစီတင်းကြီးပြဖြစ်ဆက်လက်ရှိသွားဖို့ကမတိမချမရေးမရာဖြစ်နေပြီးသူ့အနေနဲ့စကော့တလန်လိကကလပ်အသင်းတွေကိုကင်တယ်သွားဖို့လည်းစိတ်ဝင်စားမှုရှိတယ်လို့ရိန်ဂျာသင်းနဲ့ကစားခဲ့တဲ့ယူရိုပါလိပွဲပြီးမှထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။နောက်ကျမှဘာကြောင့်မဖြစ်နိုင်ရမှာလဲ။စကော့တလန်လိကအသင်းအသင်းရဲ့လေးတစ်ခုလိုလူတွေကပြောကြပါတယ်။ဒါပေမဲ့အဲ့ဒါကဆေးအားထက်သန်မှုလေးတစ်ခုပါ။ဘော်တော့မှဆေးအားထက်သန်မှုကကျွန်တော်တို့အရာအလုံးပါပဲ။ ပရိသတ်မရှိတဲ့ကွင်းတွေဒါမှမဟုတ်ဆရာထက်သန်မှုမရှိတဲ့မိတော့တွေမရှိတဲ့နေရာမှာကစားတာကျွန်တော်အတွက်အဓိပ္ပာယ်မရှိပါဘူး။ဆက်တဲ့နဲ့ရိန်ဂျာတို့ကကြီးမားတဲ့ပရိသတ်အခြေခံတွေကြီးမားတဲ့စိတ်ကံစားမှုတွေကြီးမားတဲ့တာဝန်ယူမှုတွေကြီးမားတဲ့ညှော်လင့်ချက်တွေရှိတဲ့ကြီးမားတဲ့ကလပ်အသင်းတွေပါ။ဒါကြောင့်ဘာကြောင့်မဖြစ်နိုင်ရမှာလဲလို့မော်ရီဟိုကပြောကြားခဲ့ပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမှားကိုချေပြတ်တယ်